တန်းကြတဲ့ကိစ္စတွေပေါ်မှာဝါသနာပါရာကျင်းတူတဲ့ပုံကိုယ်တွေဟာတဲ့သူလိုဝါသနာတူတွေနဲ့ပဲပုံပေါင်းနေအတော့ဆောင်းဝါသနာပါတဲ့သူကအတော့ဆောင်းဝါသနာပါတဲ့သူနဲ့ပေါင်းနေပညာရေးလိုက်စားတဲ့ပုံကိုယ်တွေဟာပညာရေးလိုက်စားတဲ့ပုံကိုယ်တွေနဲ့ပေါင်းနေလူမှုရေးလှုပ်ချင်တဲ့ပုံကိုယ်တွေဟာလူမှုရေးလှုပ်သူတွေနဲ့ပူပေါင်းကြတယ် တော်ကရေးချီးကြည့်အကြောင်းမဲ့ဖြစ်နေတာမဟုတ်ဘူးပူပေါင်းမှုတွေရှိနေတယ်အဲ့တော့ကိုယ့်ကိုယ်ဆင်ခြင်စစမှာငါဟာဘသူနဲ့ပူပေါင်းတယ်လဲငါရဲ့ပူပေါင်းမှုစိတ်တွေသဘောထားမွန်မြတ်တာဟုတ်ကဲ့လားကိုယ်ဆန်းစစ်ဖို့လို့ကောင်းညွှန်းချက်နဲ့ကိုပေးနိုင်တဲ့စိတ်တွေသဘောထားဟုတ်ကဲ့လားအတိမုတ်တိနှလုံးသွင်းတရားလို့ပြောစိတ်ထဲမှာကြိုက်တယ်အဲ့ဒါကို ီနေရာမှာအစ္ဆတရားအထိမုတ်တိဆိုရယ်ဒီပါဠိစကားလုံးเนี่ยအတူတယ်မြတ်စွာဘုရားကပထမမကောင်းတဲ့အောက်တန်းကြတဲ့စိတ်နေသဘောထားရှိတဲ့ပုဂ္ဂိုလ်တွေဟာသူ့လိုအောက်တန်းကြပြီးတော့စိတ်နေသဘောထားရှိတဲ့ပုဂ္ဂိုလ်တွေ ਨੇ ပူပေါင်းနေတယ်တခါစိတ်ဆန္ဒမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေက သူ့လိုပဲစိတ်ဆန္ဒမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေ ਨੇ ပဲပူပေါင်းတယ် ဒီနှစ်ခုကဖြောင်းပြန်ပြန်ပြီးတော့ပူပေါင်းလို့မရစိတ်ထားယုံညံ့တဲ့ပုဂ္ဂိုလ်တွေကစိတ်ထားယုံညံ့တဲ့ပုဂ္ဂိုလ်ချင်းပဲပေါင်းလို့ရတယ်စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေကစိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်အဲ့ဒါကိုမမလို့ပြောတဲ့အခါမှာမမစာပေထဲမှာအသုံးလေးတစ်ခုရှိတယ်ခေါတိနာခေါတော်တမဏိနာတမဏောဆို ရှိတော့သုံးကြရပေါ့နော်ခုခေတ်တော့သုံးတာနေသွားတယ်ဆုံးတဲ့အိဗေကကောနိနာကောနောစရာနွားနွားရည်နဲ့ပဲပူပေါင်းတာပဲနွားကစိတ်နဲ့မပူပေါင်းဘူးနွားနွားချင်းပဲပေါင်းဆုံးချင်းပူပေါင်းချင်းအကြီးကနွားနွားနဲ့ပဲပူပေါင်းတယ် tapi ni nak tapi no ya hangat le sehanik dia pergi pupuk kau ni nak kau nak tapi ni nak tapi no sebab wadah nak duya sisa nak duya pupuknya dia suruh dia pergi tau ni segala